I'd ever get this far did i ever find the one Never thought I'd heal from a broken heart No, never did I ever think I'd heal these scars Did you think that on the night we met That you'd become Mr. Never Forget Now I'm chilling, sitting right in shotgun With those three little words slipping right up your tongue oh, don't matter where we're going All I know တောက်တဲ့ပြည်ပါသင်ချာချာနဲ့ချက်ပါသူကြီးပါရှိတဲ့ဆက်ရှင်ဒီပုံစံတွေဆက်သွားအောင်နော်အဲ့တော့နံပါတ်1လေးက find the angle between the plate a plus 1 plus z equal to 1 and h minus 2y plus 3z equal to 1ဒီ plate နှစ်ခုကြားထဲမှာရှိတဲ့တောင်းအောင်ဆက်လို့ဘာလုပ်ပြရမလဲဆိုရင်ရှာပြရဟုတ်ပြီ ပလိန်နှစ်ခုကြားထဲမှာရှိတဲ့ဒေါင်းကိုကျွန်တော်ရှာပြရမယ်အဲ့တော့ပလိန်နှစ်ခုကြားထဲမှာရှိတဲ့ဒေါင်းပဲဖြစ်ဖြစ်ကျွန်တော် line နှစ်ခုကြားထဲမှာရှိတဲ့ဒေါင်းပဲဖြစ်ဖြစ်เนาะဒေါင်း RPAQ เนาะကျွန်တော်ကွန်ပျူတာနဲ့ပြန်ပြလိုက်တော့ကွန်ပျူတာကိုလိုချင်လို့ရှိရင် formula လေးကဘာရှိတယ်ဆိုရင် a လောက and 2 plus a moins and 2 plus a noir and 2 by square root of n1 square plus m1 square plus n1 square into square root of n2 square plus m2 square plus n2 square ဆိုတဲ့ formula ကြီးရှိတယ်။အဲ့တော့ line တစ်ခုကြားထဲမှာပဲဖြစ်ဖြစ် plane တစ်ခုကြားထဲမှာပဲဖြစ်ဖြစ်เนาะကြားထဲမှာရှိတဲ့ down ကိုလိုချင်လို့ရှိရင်ဆရာတို့ဘာတွေသိဖို့လိုအပ်လဲဆိုရင် r1 m1 r2 ရဲ့ အန်တူအန်တူအန်တူရဲ့ဒီဘက်အဲ့တော့အိုက်ကောင်လေးကိုဘယ်ကရမယ်ဆိုရင်သူ့ပေးထားတဲ့ plane တစ်ခုကနေပြီးတော့ရပထမ plane တစ်ခုကနေပြီးတော့အန်လဝမ်အန်မဝမ်အန်လဝမ်တန်ဖိုးရပြီးတော့ဒုတိယ plane တစ်ခုကနေပြီးတော့အန်တူအန်တူအန်တူဆိုတဲ့ direct တက်ပလေးကိုရအဲ့တော့ဆိုလို့ရှိရင်အစားသိမ့်ပြီးတွက်လိုက်မယ်ဆိုရင် plane တစ်ခုကြားထဲမှာရှိတဲ့တောင်းကိုဆရာတို့ရအဲ့တော့ဒါပေးထားတဲ့ plane တစ်ခုကို plane 1နဲ့ plane 2လို့ထားလိုက်အဲ့တော့ဒီဘက်ကကောင်ကို plane 1လို့ထားလိုက်မယ် ့ဥပကကောင်ကြတော့ play two လို့ထားလိုက် play two က h minus 2y plus 3 is equal to 1အဲ့တော့ play 1ကနေပြီးတော့ divide value တန်ဖို့တခုရမယ်အဲ့တော့ divide value ရောဒါရိုက်တဲ့ value ရော plane 1 个另外呢，再来这边就是说，假如安完安完安完就下来，个另外一关就安完安完安完就掉下来。一关就，按照你讲的，假如。 PH ပလတ် BY ပလတ်စီဇန်နဲ့နှိုင်းရှင်းလိုက်မယ်ဆိုလို့ရှိရင် HY ဇက်ကဲနော် direct value က ABC ကဘာဖြစ်မယ်ဆိုလို့ရှိရင်1 1 1နောက်က plain ဒီဘက်နေလို့ direct value ထပ်ကြည့်ရမယ် direct value ရောပလေ2 ပလိန်2ကနေပြီးတော့ဓာတ်တက်ပဲလူထားတဲ့တခုပလိန်2ဆိုတာဆရာ and 2 and 2 and 2ဆိုပြီးတော့ထားလိုက်တယ်အဲ့ကောင်တွေကဘာတွေဖြစ်မလဲဆိုရင်ပလိန်2ရဲ့ဓာတ်တက်ပဲလူတွေက1 2 3ဆိုပြီးတော့1 minus 2 3အဲ့တော့ဒီ plane တစ်ခုကြာတော့မှရှိရဲ down ကိုရှာရမယ်ဒီ angle between the plane is အဲ့တော့ကျွန်တော်ကော့တီတာနဲ့တွက်လိုက်မယ်ကော့တီတာ equal to r1 and 2 plus m1 and 2 plus n1 and 5 square root of r1 square plus m1 square plus n1 square into square root of n2 square plus m2 square plus ုပွဲအဲ့တော့ဆရာဒီမှာတစ်ခါလေးအစားပြေးပြီးတော့တွက်လိုက်တော့ sorry အဲ့တော့အလဝန်တူအလဝန်နဲ့အန်တူနဲ့ကြောက်မယ်သူလို့ရှိရင်ဘာရမယ်သူလို့ရှိရင်1အမ်1နဲ့အန်တူအမ်1နဲ့အန်တူနဲ့ကြောက်မယ်ဆိုရင် -2 အလဝန်နဲ့အန်တူနဲ့ကြောက်မယ်သူလို့ရှိရင်ဘာရမယ်ဆိုရင်3အောက်ကကြတော့အလဝန်စကွက် and one square one and two, um, one square le ba bila tuntun sini one and one square le ba bila tuntun sini one one bila one bila one zoro root three root three eight two n'aw bɛ dugu wa and two square and two square ka one and two square ka ba bila tuntun sini four and two square ka ba bila tuntun sini na ɛrɛ di ka ba bila fourteen. အဲ့တော့ဆရာအပေါ်အကောင်လေးကိုရှင်းလိုက်တဲ့အခါမှာဘာရမလဲ4 minus နဲ့2ဆို2 by 143 42 42အဲ့ဒါကဆရာတို့ဘာပဲရှိသေးလဲဆိုလို့ရှိရင်ကော့တီတာပဲရှိဆရာတို့တီတာလေးကိုလို့ကြည့်ရင်ကော့ကိုတစ်ဖက်ပို့ပါကော့ကိုတစ်ဖက်ပို့လိုက်တဲ့အခါမှာဆရာတို့ဘာဖြစ်သွားမလဲဆိုလို့ရှိရင်တီတာလေးကိုလို့ကြည့်ရင်ကော့ကိုတစ်ဖက်ပို့လိုက်တဲ့အခါမှာကော့အိမ်ဘက်ဖြစ်သွားမယ်ကော့အိမ်ဘက်2 by root 42အဲ့တော့2 by root 44 42ကိုဆရာတို့ call in back လိုက်ကြည့်လိုက်တဲ့အခါမှာဘာရမလဲဆိုရင်72 point 025 degree ဆိုပြီးတော့တက်ပါဟုတ်နော်ဒါကယ်ကူလေတာနှိပ်တာတော့မတွက်ကြတော့ရမယ်နော်ဟုတ်ကဲ့နံပါတ်2လေးက support the user ပါ the line passes through the wall ပြီးရန်ညီညောင်လေးတစ်ယောက်ဟာဆရာတို့အမတ်နှစ်ခုပြီးနဲ့ဂျူကိုဖြတ်သွားတယ်လို့ဘာဖြစ်လဲသူဆောက်ပါဂါလီပြေးပြီးတော့ဆရာတို့ why ရှာပြရမှာလားကိုရာ this la အဲ့ဒီညီညောင်ဟာသူမိစုံတွေ့တယ်ထိတယ်ဖြတ် the plane plane တစ်ခုနဲ့ထိနေတဲ့နေရာလေး plane တစ်ခုနဲ့ပြည့်စုံတဲ့နေရာလေးဆိုတော့ plane နဲ့ line နဲ့ဖြတ်မှတ်ဘူး ဖြတ်မှတ်နေရာလေးကိုဆရာတို့ဘာလုပ်ပြရမလဲဆိုရင်ရှာပြရအဲ့ဒီပလိမ္မာဆိုလို့ရှိရင် wind equation h minus 2 equal to z equal to 15 h minus 2 equal to 3z equal to 15ဆိုတဲ့နော် equation ရှိတဲ့ plane တစ်ခုနဲ့စုံတဲ့အမှတ်ကလေးကိုဆရာတို့ဘာလုပ်ပြရမလဲရှာပြရအဲ့တော့ဆရာတို့ဒီမှာက the line မြေယောင်တစ်ခုကဆရာတို့ p နဲ့ junior အမှတ်တစ်ခုကိုဖြတ်သွားတဲ့မြေယောင်တစ်ခုကနော် equation တစ်ခုရှိတဲ့ plane နဲ့ဖြတ်မှတ်ကိုဆရာတို့ဘာလို့ပြရလဲဆိုရင်ရှာပြရအောင်အဲ့တော့ဆရာပုံကျမ်းလေးဆွဲပြီးတော့တွက်လိုက်တယ်ဆရာတို့မြေယောင်တစ်ခုက p နဲ့ junior အမှတ်ကိုဖြတ်သွားတယ်အဲ့တော့ဒီမှာ p အမှတ်ရှိမယ် p က minus 1, 2, 3ဆိုတဲ့အမှတ်ရှိမယ်နောက်ကဒီမှာ q အမှတ်တစ်ခုရှိမယ် ကျူမက2.0ကမှ -3 ဆိုတဲ့အမှတ်တစ်ခုရှိတယ်အဲ့ဒီပြင်းတဲ့ချူနဲ့ကိုဖြတ်သွားတဲ့အမှတ်ကလေးနဲ့ပလိန်တစ်ခုပလိန်တစ်ခုအဲ့ဒီပလိန်တစ်ခုနဲ့စုံတဲ့ဒီအမှတ်ကလေးကိုဆရာတို့ဘာလို့ပြရမလဲဆိုလို့ရှိရင်ရှားပြရအဲ့ဒီအမှတ်ကလေးကိုဆရာဘာလို့ထားလိုက်လဲဆိုလို့ရှိရင် page one ဇက်လင်ထားလိုက်အဲ့တော့ plain နဲ့ကျတို့ line နဲ့ဖြတ်မှတ်ကို h1 ဇက်လို့ထားလိုက်မယ်အဲ့ဒီ plain ရဲ့ equation တွေကဘာလေးလဲဆိုရင် h by နဲ့ 2y plus 3z equal to 15ဆိုပြီးတူတာဟုတ်ပြီနော်ပုံစံကရှင်းမယ်နော်ဥစ္စာက p နဲ့ d ကိုဖြတ်သွားတဲ့မြေကြောင်းတစ်ချောင်းဟာဒီ equation ရှိတဲ့ plain တစ်ခုရဲ့စုံနဲ့ဖြတ်မှတ်ကလေးကိုဆရာတို့ဘာလို့ပြရမလဲဒီရှင်းပြရမယ် အဲ့ဒီဖြတ်မှတ်ကလေးကို H1 ဇက်လို့ထားမယ်ဆိုရင်အဲ့ဒီ H1 ဇက်ကိုရှာမယ်ဆိုရင်ဒါ coordinate ပုံစံနဲ့ရှာလိုက်အဲ့ဒီ A1 ဇက်ကိုရှာမယ် formula လေးကဘာလဲဆိုရင် H1 plus KR Y1 plus KM Z1 plus KN ဆိုတဲ့ဟာတွေကဲအဲ့ဒီမှတ်ကလေးကိုရှာနိုင်ဖို့အတွက်ဆရာတို့ဘာတွေသိရမလဲဆိုလို့ရှိရင် H1 Y1 ဇန်1ဆိုတာဒီရဒါလေးကဇိုင်း equation ဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုင်းပေါ်မှာရှိတဲ့အမှတ်တစ်ခုကို p နဲ့ဂျူမှာ p နဲ့ဂျူရဲ့အမှတ်တစ်ခုကိုဆရာတို့ h1 y1 ဇန်1လို့ထားလိုက်အဲ့တော့ p မှတ်ကဘာလို့ဖြစ်သွားမလဲဆိုရင် h1 y1 ဇန်1ဖြစ်သွားဒါဆိုရင်နောက်တစ်ချက်လို့ဘာလဲရှာဖို့လိုတယ် m m m ဆိုတဲ့ direct value ကိုရှာဖို့ကဲယူလို့ဆရာတို့ မန်တစ်ခုပေးထားတဲ့တော်တော်ပီကျူရဲ့ဂါလိုက်တဲ့ဘယ်ပီကိုရှင်းရှားလိုက်နော်ပေးထားတာလေးကိုဆရာကြီးလိုက်မယ်ပီက -1 ပေါ်မှာ2ပေါ်မှာ3ကျူကကြတော့2ပေါ်မှာ0ပေါ်မှာ -3 ဆိုတော့ပီကျူရဲ့ဂါလိုက်တဲ့ဘယ်ပီကိုရှင်းရှားလိုက်မယ်ဂါလိုက်တဲ့ဘယ်လို့ရောပီကျူပီကျူရဲ့ဂါလိုက်တဲ့ဘယ်လို့လို့ကြည့်ရင်ဆရာတို့အာအာအာ ဘူးရှင်နောက်တရားနေရှိလို့လည်း h2 h1 2 1ဆိုတော့မဖြစ်တဲ့ဘူးရှင်3ကောမှာ0 2ဆိုတော့2ကောမှာ -3 -3 ဆိုတော့ဘာဖြစ်တာ3ကိုလုံးပဲဆိုဘာရမယ်ဆိုရင် -10 တော့ဒီ line လေးနဲ့ plane နဲ့ဖြတ်မှတ်ကိုကျွန်တော်မလုပ်ထားလိုက်မယ်ဆိုရင် h1 z နာ 得一家生性管。And intersection y is h y z အဲ့ဒီ h y z ကလေးက line တော့မှာရှိတဲ့အတွက်ကြောင့်မို့ line ရဲ့ဆရာတို့ coordinate ပုံစံလေးကိုစိုးလိုက် line ရဲ့ coordinate ကိုရှိရ x, y, z equal h1 plus k, r, 十万块钱，PM，十万块钱，PM。你妈晓得，走路一十万块钱十五，他妈的，你都没关心，哪一关心我，我来都讲我，哪个妈西的，妈，比你还注意啊？走路一十万块钱十再好都一样。还没走路比住宿比他妈的牛，一十万块钱十万六十万八，一十啊，买哪块？那你拿 r e e မိုင်းနဲ့1 plus b p ပေါ်မှာ1 1ကကြတော့2 m ကကြတော့မိုင်းနဲ့2မိုင်းနဲ့ b p ပေါ်မှာ z 1ကကြတော့3 m ကကြတော့မိုင်းနဲ့6 b မိုင်းနဲ့6 k အဲ့တော့ h y z ဆိုတဲ့ကျွန်တော်တို့ iteration point လေးကိုရောက်ဖို့အတွက်ကေတံမှုတိဖို့ကေတံမှုကိုကျွန်တော်တို့ဘယ်ရနေရှာကေတံမှုကိုသူပေးထားတဲ့ plane equation ကနေ 一点不误也好。哎，哎，万一只讲，if 哎，十万色素来发达，is under play。不雷一万万修的什么行？你哎万一只讲，不雷一万万来修的叫丈夫，不雷一个修在马路下边，你修到后边。不雷一个修在哎，是买那土还行？please。 H 年嘛，才有 H 年就来当，再有王啥子那个就完了，我不来，你给啥子？完了我不来，你给完了就完了嘛，才有王子那个就完了就来，就完了就就啥子？就完了就给不来，十年嘛，才有王啥子那个就十年就来，对完了是给啥子了？对完了是，怪不？ ဖြစ်ဖြစ်အဲ့တော့ minus 1 3p minus 2နဲ့2နဲ့ထောက်တော့ minus 4 minus နဲ့ minus နဲ့ထောက်တော့ plus 4p plus 3 3 4 minus 3 6 18 d အဲ့တော့ဆရာတို့ k ရေးထွက်မယ် 7k minus 18 is what minus 11k minus 11k Sag mal, ich, ich der meiner tut jetzt los. Ich der meiner vorne so sehr, was ich mir vor, la vor, la vor, ja, ne? Gut. Hallo. Meine Lämme, die gut, la vor, wo bei Kaltonen Kita mu mana wayang lah tu je. kita sesiapa itu, ဒီနေရာမှာမိုင်းနဲ့ဝန်ဆောင်လိုက်လို့ဒီ intersection point အဲ့တော့ intersection point က8 comma y comma z equal မိုင်းနဲ့ဝန်ဘလဒီဒီနေရာမှာဆက်ပါသွားလို့မိုင်းနဲ့ဝန် comma ဒီမိုင်းနဲ့ဒီဒီနေရာမှာပါသွားလို့မိုင်းနဲ့ဝန်ဒီနေရာမှာ comma ဒီမိုင်းနဲ့စစ်ဒီနေရာမှာပါသွားလို့မိုင်းနဲ့ဝန်လေးပြလိုက်မယ်အဲ့တော့ comma ာဖြစ်သွားမယ်ဆိုလို့ရှိရင် minus 3 minus 1ဆိုတော့ minus 4 comma နောက်2 2နဲ့2နဲ့ဆိုတော့ဘာဖြစ်လဲဆိုတော့4 comma နောက်6 6နဲ့3နဲ့ဆိုတော့ဘာဖြစ်လဲဆိုတော့နာအဲ့တော့သူရှာခိုင်းတဲ့ line နဲ့ plane နဲ့ဖြတ်တဲ့ intersection point က minus 4 comma 4 comma 9ဖြစ်တယ်။အဲ intersection point ရဲ့ Then the location point is minus 4, 4, 4, 4. 拿来，喏。